ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တဲ့အားလုံးမင်္ဂလာပါဆို2026ကမ္ဘာဖလားပြိုင်ပွဲကြီးကျင်းပဖို့ကကျွန်တော်တို့အချိန်အောင်တိတ်မကြံတော့ဘူးအခုဆိုရင်ကျွန်တော်တို့ October တလား October November December January February March April May ကျွန်တော်၈လလောက်ပဲကြံတော့တယ်ဒီ၈လတာကာလအတွင်းမှာကျွန်တော်ကျွန်တော်တို့ကမ္ဘာဖလားနဲ့ပတ်သက်တဲ့ information တွေအများကြီးမှာအခုအခုချိန်ထိ FIFA ရဲ့ကမ္ဘာဖလားပြိုင်ပွဲမှာကုန်ကြစိတ်ဘလောက်ရှိမယ်တို့ လက်မှတ်ခဘလောက်ရှိမလဲကျွန်တော်အကြံဉာဏ်အားဖြင့်ပြီးခဲ့တဲ့တစ်ခေါက် FIFA ကနေဒီ lucky draw အနေနဲ့ဒါ visa ကတ်ရှိတဲ့ visa ကတ်ဘဏ်ကတ်ရှိတယ်ဗောလေ visa ဘဏ်ကတ်ရှိတဲ့သူတွေကိုပထမအဆင့် lucky draw အနေနဲ့သူတို့လောက်လိုက်တယ်အဲ့မှာပြည့်သက်ပေါင်း၄သန်းခွဲထိလက်မှတ်တွေကိုရှောက်ချတယ်ရှောက်ချပြီးတဲ့အချိန်မှာအခု FIFA ကနေဒါအခုလောလောဆယ်မှာနောက်ထပ်ဒါဒုတိယအဆင့်ဒါမဲ့ဒီလက်မှတ်ရောင်းချမှုတွေကိုလုပ်မယ်ပြီးတာ ਨੇ ဒီဇင်ဘာ9ရက်နေ့မှာ FIFA World Cup ရဲ့ ဒါကျွန်တော်တို့အုပ်စုပွဲစဉ်တွေမဲနိုင်ရေးဆွဲပြီးတာနဲ့ဒီဇင်ဘာအတွင်းမှာပဲနောက်ထပ် first come first service တွေနောက် random တွေ remaining ticket ဆိုတဲ့ဒါ resale ticket platform တွေပဲလုပ်တယ်ဒါပေမဲ့အခုဒီတစ်ခေါက်က FIFA ကဘာလဲဆိုတော့အဲ့ resale platform ဆိုမြပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်ကာတာမှာလောက်တာနေတာမတူဘူးအမေရိကန်နိုင်ငံကချမ်းသာတယ်ကနေဒါချမ်းသာတယ်တို့ကြောင့်ဘာဖြစ်လဲဆိုသူတို့လက်မှတ်ခတွေနည်းနည်းဈေးများတယ်ဗျဆိုတော့အခုဒီ FIFA ရဲ့ဒါ opening game ပေါ့လေပွဲစဉ်တစ်အတွက်သူတို့ ပွဲစဉ်တစ်ခုသူတို့ထုတ်ပြန်လိုက်တာပေါ့လေမက်ဆီကိုမှာသူကကက်တဂူလာတီက၄ခုရှိတယ်ဗျာကက်တဂူလာတီ၄ခုကကျွန်တော်တို့ဘလုံးပေးသက်တဲ့အရာကျွန်တော်ရိုးရိုးပြောမယ်ဆိုကက်တဂူလာ၄ခုမှာ ancient category ကနံပါတ်၄မှာထားတယ်။ဒါ ancient တွေအတွက် category ကနံပါတ်၄ပြီးရင်3နှစ်တိက international worldwide fan တွေအတွက်ထားတယ်။ပုံမှန်အဖြစ်က ancient တွေအတွက်ကဈေးတက်တက်တာနဲ့ရောင်းပေးတယ်။ပြီးခဲ့တဲ့2018ကမ္ဘာဖလားရုရှားမှာလုံတုံးသွားဆိုရင် အင်ရှင်တွေကကျွန်တော်တို့ရူပယ်ဆိုရင်ပြကျွန်တော်တို့ဥမာအပြင်မှာကျွန်တော်တို့ average အဖြစ်ဘောလုံးပွဲလက်မှတ်ရဲ့အုပ်စုပွဲတစ်ဆောင်ကို105ဒေါ်လာ165ဒေါ်လာ225ဒေါ်လာဆိုပြီးအဲ့လို similar ပုံစံရောင်းနေဒါပေမဲ့အင်ရှင်တွေအတွက်ကြတော့ကျွန်တော်တို့105ပေးတာကိုတို့30လောက်ပဲပေးရတယ်ဗျာပြီးရင်165ပေးတာကိုတို့က80လောက်ပဲပေး50ကျော်60လောက်ပဲပေးရပြီးတော့ မယားကျော်ပေးရတဲ့လက်မှတ်ကသူတို့ရှိမှာအဲ့အဲ့လက်မှတ်ကိုသူတို့ကဘယ်လောက်မှမပေးရအောင်ဆိုတော့ပြောချင်တာကသူတို့ကြောင့်လက်မှတ်တော်တော်ဈေးကြီးတယ်ဗျာဈေးသက်တာတယ်သူတို့30လောက်ပဲပေးရတာသူတို့လက်မှတ်တွေကသူတို့ category တွေက4 4ဒါမဲ့4ဆိုမယ်လား ancient တွေပဲဝင်လို့ရတယ် ancient name အဲ့ Russia မှာနေတဲ့ ID နဲ့သူတို့ Russia citizen တွေ ID တွေပါမဲ့ရထားတဲ့သူတွေပဲရတယ်အဲ့လိုပဲခထားမှာလည်းအဲ့တိုင်းပဲ ancient တွေရဲ့ category တွေက4မှာထားတယ် ဖိုးထားတော့ခတာခတာရီရီယန်နဲ့သူတို့တွက်တာပေါ့လေဒါပေမဲ့ထားပါတော့သူလဲ average ကဒေါ်လာ340တန်းပိုမပေးရဘူးဒါပေမဲ့ဒီတစ်ခေါက်ကြတော့ American ကချမ်းသာတဲ့အတွက်ကြောင့်ဆိုပြီးတော့ American ရဲ့ဟို category 4တို့မှာ American တို့ Canada တို့ Mexico ရဲ့ category 4မှာလက်မှတ်တွေကအရန်ဈေးကြီးတယ်ဆိုတော့ opening game ပေါ့လေဖွင့်ပွဲမှာ ancient ပြိတ်သက်တွေအတွက် Mexico မှာကျင်းပမယ့်ဖွင့်ပွဲအတွက် ancient ပြိတ်သက်တွေရဲ့ category 4ပေါ့လေ4မှာ အမေရိကန်ဒေါ်လာ390ကစပြီးတော့ရောင်းနေ category 3မှာ945ပြီးတော့မှ2မှာဒါ1290နဲ့1မှာ1800တောင်ရှိတယ်။အဲ့ဒါကနေဒါမှာ1900 1295နဲ့355အစင်လိုက်ရှိပြီးတော့အမေရိကန်ပူစည်းကြီးတယ်။သူတို့ရဲ့ category 1က2900 2က1900 1က1100နဲ့အင်ရှင်တွေသူကတီးတန့်ရောင်းနေ category 4560ရှိတယ်သူတို့တော်တော်များတယ်ဗျာအခု final ဆိုရင် American မှာ American citizen တွေ American နိုင်ငံသားတွေအတွက်ရောင်းနေ category တွေက2000ပေးရပြီးတော့သူတို့လက်မှတ်က1က6000ရှိတယ်ဗျာဒါပေမဲ့ group state တွေကိုသူတို့တတ်မှတ်တဲ့အခါမှာ group state တွေကတော့အားလုံးကတူတူပဲ group state ကဘယ်နိုင်ငံမှာကြီးကြီးဒီဈေးပဲဆိုတော့သူတို့ကတော့60နဲ့ ဟို category 4ပေါ့လေ ancient ပြည်သက်တွေကိုအဓိကရောင်းနေအဲ့ category 4မှာ American dollar 60ကနေ140ကြာရှိတယ်ပြီး category 3မှာ American dollar 120နဲ့ဒါ280ကြာရှိပြီးတော့ category 2မှာ260နဲ့605ဒေါ်လာကြာရှိပြီးတော့1မှာတော့345နဲ့805ဆိုပြောချင်တာကကျွန်တော်ရုရှားတုန်းကဆိုရင်105ဒေါ်လာကာတာလည်း100ကျော်ကျော်လေးပဲပေးရ110နဲ့105ကြာပဲဒါပေမဲ့ American မှာကျတော့ဈေးပြောင်းသွားတာဘာဖြစ်လဲသူက ကျွန်တော်တို့ပေးသက်တွေဝယ်လို့ရတဲ့ကက်တဂူလာမှာ120ဆိုတော့သူ15ဒေါ်လာဒေါ်လာ20လောက်သူများတယ်ရုရှားထက်ဒါကတာထက်ဒါပေမဲ့ကက်တဂူလာ2မှာကျွန်တော်165ပဲပေးရတယ်ဒါပေမဲ့အမေရိကန်မှာ260ကနေဒါမှာ260ပြီးပြီးတော့မှာမက္ကဆီကိုမှာ260ဒါပေမဲ့သူက260တောင်မှမဟုတ်ဘူးเนาะဂျားချထားတာ260နဲ့65ဒေါ်လာဂျားဟိုက120နဲ့80ဂျားပြီးတော့မှာခိုးမှာကက်တဂူလာ1ကိုကျွန်တော် group state မှာ195 295အဲ့လောက်ပဲပေးရတယ်ဒါပေမဲ့ ဒီဒီကဘာဖလားကြတော့345ဆာပြီးတော့105အထိရှိတယ်ဆိုတော့ဈေးကအမှန်တမ်းပြောတော့တော်တော်ကြီးတယ်ဗျပုံမှန်ထက်အများကြီးစီးကြီးမှာဒီတိုင်းဆိုရင်ကျွန်တော်တို့လက်မှတ်ခါဆိုမချအောင်ကျော်ပြီးခဲ့တစ်ခေါက်ကကျွန်တော်ဘောလုံးပွဲအတွက် ကြီးပဲလက်မှတ်ခါကြီးပဲကျွန်တော်မကြဘူးဆိုတော့တူတယ်ဘောလုံးပွဲလက်မှတ်ဒီပိုင်းကျွန်တော်မပါဘူးเนาะဘောလုံးပွဲလက်မှတ်မပါဘူးတတိယနေ့ကဆီမီဖိုင်နယ်လက်မှတ်မပါဘူးကျွန်တော်တူတယ်အားဖြင့်ကျွန်တော်ကြည့်တဲ့ပွဲတွေများတာကိုပြီးခဲ့တစ်ခေါက်ကတူတယ်တပွဲကိုကျွန်တော်အဲ့လိုမျိုးပဲကြည့်တာဗောလေဒီ အမောတတရနဲ့တူတူ semi final နဲ့ပါတယ်ဘောလုံးဘောမပါဘူးတူတူအားလုံးပေါင်းကျွန်တော်9000ကျော်8000လီပါရှိတယ်ဆိုပြောချင်တဲ့ကလက်မှတ်အရန်များဗျအခုဆိုရင်ကြီး1000ခွဲလောက်ရှိမှာနှစ်ဆလောက်ရှိတယ်ဗျလေးစီးရတအားတာတော်တော်များတယ်ဗျဘာလို့ဆိုတချို့ပွဲတွေကကျွန်တော်က1အဝယ်ကြီးရတယ်ဗျကျွန်တော်ပြောပြမယ် category တွေ1ဖြစ်ဖြစ်2ဖြစ်ဖြစ်3ဖြစ်ဖြစ်4ဖြစ်ဖြစ် view ကဘာမှမကွာဘူး view က American Patriots တွေဆိုရွေးရင်ဈေးပေါ်ပေါ်တာရွေး view ကတူတူပဲ ဘာမှမထူကြဘူးအဲ့ကိုးနောက်ဘက်ချန်နေကိုမကြဘူးအင်းရှင်တကယ် property သက်တွေပဲပြီးတာကိုးနောက်ဘက်ချန်နေရလေဒါအဖို့ပေါ့လေဒါကတော့ work out နဲ့ပတ်သက်တဲ့လက်မှတ်တွေဒါထွက်ပေါ်လာပြီးတော့နောက်မှာ price တွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်